မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဇရာတို့အခုဆိုရင်2025ခုနှစ်ရဲ့ပြည့်ကလေးတစ်ခုရဲ့နောက်ဆုံးနေ့ဖြစ်တဲ့စနေလပိုင်းကိုရောက်ရှိလာတော့ပါဒီစနေလပိုင်းမှာတနေ့လာတော်တော်မိတ်ဆွေတွေဘယ်ယာရီကျိုးပြီးအသာကံကောင်းစီပြီးတော့ဘယ်ယာရီတတိချဆင်ကြရမလဲဆိုလဲတလာတာအချင်းကိုဆရာကဟောကြားပြီးမှဖြစ်တဲ့အတွက်နနေ့လာတော်တော်မိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဘေးပြာမှန်မြဝေးကွာကြပါစီကြောင်းဆရာကဒီကနေ့မေတ္တာပို့ထောပနာပြုတာရင်းနဲ့တနေ့လာတော်တော်မိတ်ဆွေတို့ကံကိုဆရာကဥစွာဒါရုံနဲ့ဆွဲပေးပါမယ်ခင်ဗျာ ။တနင်္လာသမီးမိတ်ဆွေတို့ဒီနာရီ25ခုနှစ်17လပိုင်းအတွင်းမှာမိတ်ဆွေတို့ရဲ့ယင်ထဲမှာအရာရာကိုအခက်အခဲအကြအတဲလေးတွေကြားတဲ့ကနေရုံထွက်ခြင်းနဲ့စိတ်ကလေးတွေဖြစ်ပေါ်နေတာမျိုးကိုကိုကိုစိတ်တိုင်းမကြခြင်းအားမရခြင်းမျိုးလေးတွေတခုခုကိုလုံလိုက်ရင်ကောင်းမှာဆိုတာမျိုးအလင်းစလို့ကြိတ်မနိုင်ခဲ့မရအဖြစ်နေတော့ကာလဖြစ်တယ်။ သူများတွေရဲ့အိမ်ကြီးကြားထဲမှာအိမ်ဆောင်ကြီးကြားထဲမှာမိသားစုကြားထဲမှာဇေဒနာတွေကြောင့်ဝေဒနာဖြစ်တဲ့အမျိုးကြားမြန်နေတာမျိုးတွေနော်ကြုံတွေ့နေရတယ်ဂျားသုံးရမုံငင်ကောင်းမှုဆိုတဲ့အတိုင်းပဲသူများတွေရဲ့မိသားစုကြီးကိစ္စအိမ်ကြီးကိစ္စဆနာတွေဂျားသုံးရကိစ္စလေးဇေဒနာတွေဝေဒနာမပေါ်ဘူးလို့အကြောင်းနဲ့ပုံမိခါမှာကိုယ့်ရဲ့ဇေဒနာဝေဒနာလေးဒီမှာဖြည့်ချင်းရတတ်တော်ကာလပိုင်းချဖြစ်ပြီးတော့ ဟုတ်ပါပြပါတယ်ထို့အပြင်မိတ်ဆွေတို့ရဲ့ယဉ်ထဲမှာမိမိတို့ရဲ့အိမ်နောက်ဘက်နဲ့ပတ်သက်လို့အချိန်မှလည်းမိမိတို့ရဲ့ချစ်သူကြီးစားပေါ်မှာစိတ်တိုင်းမကြခြင်းကိုကလွှမ်းမိုးခြင်းနဲ့စိတ်ကိုမှကိုဖြစ်စေခြင်းနဲ့တိုင်းဖြစ်မလာတဲ့စိတ်မျိုးလေးတွေကြောင်းတော့အများကြီးဖြစ်ပေါ်နေတဲ့စိတ်မျိုးတွေတွေ့ရပါတယ်။ကောင်းပြီ။တလတ်တာကိုဆက်ပြောလိုက်အောင် ။နိုင်ငံသားသမီးမိတ်ဆွေတွေဟာဒီ2025ဆက်လက်လာပိုင်းပြမှာဆိုကံရှင်တွေကဘာကိုလှုပ်လှုပ်ဒေချာပါတယ်တိထနေကြသွားနိုင်စရာကြာရှုံးသွားနိုင်စရာဆုံးရှုံးသွားနိုင်စရာတော့ဘာမှမတွေ့ရပါဘူး။သို့တော့မိတ်ဆွေတို့တိတာကိုလိုအပ်တာကတော့ဘာကိုဖြစ်ဖြစ်ဒီကာလတော့ဒီမှာဒီ2025ခုနှစ်ရဲ့ဆက်လက်လာပိုင်းပြမှာအဲကြောဆုလှုပ်ဆောင်တဲ့အရာတွေကိုအဲစတင်လှုပ်ဆောင်ထားခြင်းမျိုးတွေအကြံစီတွေကိုအကောင့်ထဲဖော်ထားခြင်းမျိုးတွေ ထို့ပြင်နံပါတ်26က2026ဆိုတဲ့အတိုင်းပဲပေါင်းရင်း10တစ်ကနန်းကိုအားပြုတော့မြန်မာပြည်လော်ဂျီယာတစ်ကနန်းကိုအားပြုတဲ့စတင်ခြင်းဆိုတဲ့မက်ဂျစ်စီယံဖြစ်တယ်အဲ့တော့သဘောတရားကတော့နောက်နှစ်မှာအကောင့်တွေကိုဘယ်လိုစတင်မလဲဆိုတာကိုလက်ရှိကာလမှာတွေးခေါ်စဉ်းစားထားရင်လိုအပ်ပြီးတော့ မကြခင်မှာမိတ်ဆွေတို့အနေနဲ့လုပ်ငန်းတွေအလုပ်တွေနဲ့ပတ်သက်လို့ရှိရင်စတင်ချင်းအမားတွေအလွဲတွေကိုလည်းအဆုံးတက်ခြင်းနဲ့မိတ်ဆွေစုံမိတ်ဆွေညံ့တွေကိုလည်းအပြတ်ညှင်းထုတ်ခြင်းချစ်လို့ခြင်းဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေတာအတိအကျပဲဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီကာလမှာတော့ဘာလို့မဆိုပြည့်ပြတ်အောင်စွမ်းဆောင်ပြောဆိုထားတာပုံမူအားသာကောင်းမှုပြီးတော့ကံကောင်းစီပါတယ်ငြိမ်းချမ်းခြင်းအေးချမ်းခြင်းကိုကိုစားပြုတော့လာဖြစ်တဲ့အတွက်မိတ်ဆွေတို့ဟာဒီကာလတော့ဒီမှာပတ်စံချစ်ခြင်းထက်ငွေချစ်ခြင်းထက်အေးချမ်းခြင်းကိုအလိုရှိနေတော့ကာလဖြစ်ပြီးတော့ငကူကတုံးနဲ့တုံးတရားနဲ့တရားမိသားစုဝင်တွေဝေးကွာနေတော့တနင်္လာသားသမီးတွေပြန်လဲစုံစည်းခြင်းနေတာမျိုး ုးကိုကိုနားလဲပေးနိုင်တဲ့သူမေတ္တာပေးနိုင်တဲ့သူများစွာမျှော်လင့်တောင်းတမိတာမျိုးလေးတွေ။အော်ပတ်စံမရှင်ရတော်ပြီမိသားစုလေးအေးချမ်းစားနေချင်ပါပြီဆိုတဲ့စိတ်ကလေးတွေလည်းများစွာဖြစ်ပေါ်နေတော့လာဖြစ်တယ်။ထားလိုက်တော့ဒီလာတာတော့ဒီမှာဆိုမိတ်ဆွေတို့ကြမ်းပါကြီး။ကြမ်းပါကြီးနဲ့ပတ်သက်လာရင်တော့ငကူကနှလုံးနဲ့ပတ်သက်ပြီးတော့မောတက်တဲ့မိတ်ဆွေများအသက်ရှူကြက်တတ်တဲ့မိတ်ဆွေများရမအောင်တတ်တဲ့မိတ်ဆွေများတာမန်ထက်တော့ပိုပြီးတတိထားကြရန်လိုအပ်ပြီးတဲ့အခါမိတ်ဆွေတို့ရဲ့ဒီလာတာတော့ဒီမှာဆိုရင်အဲ ဆိုတော့အသက်ရှူကြက်ရှင်နေနှလုံးနဲ့ပတ်သက်ပြီးမောတာမျိုးလေးတွေလေထိုးလေအောင်တာမျိုးလေးတွေအသက်ရှူမပါတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်တော့ဒီကလာတော့ဒီမှာသတိပြုစင်ရလိုအပ်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီအလုတ်ကိုင်အလုတ်ကိုင်နဲ့ပတ်သက်လာလို့ရှိရင်လည်းမိစလိုအနေနဲ့လုပ်ငန်းအတွင်းအလုတ်အတွင်းမှာအပြိုင်ဆိုင်တွေအတိုက်ခိုက်တွေများနေသောကာလဖြစ်ပြီးတော့မိမိတို့ရဲ့အလုတ်နဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်ရင်ဒီလမှာဘာကိုလုပ်လို့နှစ်ခါပြန်လုပ်ရတာမျိုး နှစ်ကြိမ်ပြန်လုံးရတာမျိုးလေးဂျုံမတက်တော့ခါလာတူပြီးတော့အထက်လူကြီးအကြီးကြီးတွေကတမျိုးအဲတပည့်သားချင်းတွေကတမျိုးလေးတွေကြောင်းလုပ်ငန်းနဲ့ပတ်သက်ရင်တော့ကိုကိုတိုင်အရာရာကိုဥဆောင်ရမယ့်ခါလာဖြစ်တဲ့အတွက်စိတ်ရှည်တိခါမှသာလမ်းကြောင်းမှမလာဖြစ်ပြီးတော့အိမ်ဆောင်ချင်းစာဝတ္ထုရှင်မြေယာကိစ္စနေရာတိုင်းအိုအိချာမီနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့သတိပြုစင်ကြင်ရလိုအပ်ပြီးတော့အားနည်းစီတော့လာဖြစ်ပါတယ်။ယာရုလုပ်ငန်းဆိုင်ရာတိုးနဲ့ပတ်သက်လို့ရှိရင်လည်းအဲနည်းနည်းလေးကြန့်ကြာနိုင်တော့လား နည်းနည်းလေးခက်ခဲနိုင်တော့လာဖြစ်ပါတယ်ဆိုတော့နေရာတိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ကိစ္စလေးတွေယာရုတို့ယာရုတက်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့နည်းနည်းလေးကံရဲ့အားနည်းမှုတွေရရှိတတ်တဲ့အတွက်တော့တတိယစီရင်ပေးရလိုအပ်ပြီးတော့ဒီလဟာနေရာတိုင်းရဲ့ကိစ္စအဆောက်အဦကိစ္စအိုးအိမ်ချမ်းမြေမြေယာထိုင်ခင်းကိစ္စအမှုကိစ္စအမွေကိစ္စတွေကိုတော့သတိပြုစီရင်ရအတွက်တော့လိုအပ်ပြီးတော့အဲမပြီးမပြတ်ဖြစ်တဲ့ကိစ္စတွေကိုပြီးပြတ်အောင်ဆွမ်းဆောင်ရမသိတဲ့လို့စတင်အစ်စ်ပေါ်လာတဲ့အခါမှာလဲစိတ်ကြီးအေးလေးနဲ့ဆုံးဖြတ်ပြီးတော့ဖြစ်နိုင်ရင်နည်းနည်းလေးအချိန်ယူစဉ်းစား ပြီးတော့တေချာတိုင်ပင်ပြီးကိုကိုတိုင်မဥဆောင်မဲနဲ့ဇယသမားဆွေမျိုးပညာရှင်တွေရဲ့အကူအညီကိုရယူလာပိုကောင်းပါလေအရှုံအောင်ဖြစ်နေတော့မိသားစုဝင်တွေတရင်လာသားသမီးတွေပြန်လဲလွတ်မြောက်လာတာမျိုးတွေအဲပြန်လဲပြီးတော့မိမိတို့ပြန်လဲပေါင်းစည်းရတာမျိုးတွေတရင်ကောင်းတွေကြားရတတ်တဲ့အတွက်တော့မိတ်ဆွေတို့အနေနဲ့စိုးရိမ်စရာမရှိဘဲကံရဲ့အထောက်အကူကိုရရှိတတ်တာလည်းအသေးချာပဲဖြစ်ပါလေငကူကကံညံ့နေတဲ့မိတ်ဆွေများဖို့တော့ဒီလဟာဘာဖို့ဖြစ်ဖြစ်တုံတိုက်တိုက်ကြားတိုက်တိုက်ဘာလို့လဲဒီကနေချသွားနိုင်ကြမရှိဘူးလေအဲ့တော့တုံတိုက်တိုက်ကြားခိုက်ခိုက်ချစ်တို့ဆောင်ရွက်ပြီးတော့အားတုံခွန်ဆိုင် ပြေးလွားလှုပ်ဆောင်ပြေးလွားတယ်ဆိုတာအာသုခွန်စားစူးစမ်းလှုပ်ဆောင်ရင်ဘဝရဲ့တစ်စိချိုးတွေအနာဂတ်ရဲ့တစ်စိချိုးတွေအပြောင်းလဲတွေရရှိတတ်တော့ကာလပြည့်ပြီးတော့လုံငန်းရှင်များအလုပ်ရှင်များသို့မဟုတ်ယင်းနှီးလှုပ်ဆောင်တဲ့မိတ်ဆွေများလက်ရှိအတိုင်းအတာလေးမှာမတိကျမရေရာမယင်းနှီးနဲ့ချစ်တို့ပြီးတော့မဆုတ်ပြတ်နဲ့တို့တော့မတိကျမရေရာပဲနဲ့ချစ်တို့ပြီးတော့အသုံးမပြုနဲ့ မယင်းတိတဲ့မယုံနေဘူးတကယ်လို့တေချာပိုင်နိုင်တဲ့အလုပ်ကိုမလုပ်တာမျိုးဆိုရင်တော့ဘာမှမဖြစ်ပေမဲ့မတေချာတဲ့နေရာတွေယင်းဒီခါမှာအဲဆုံးဖြတ်ဆုံးချုံသွားတာမျိုးလေးတွေကြံ့ကြာသွားတာမျိုးလေးတော့ကြုံရတဲ့လေသို့တော့နောက်ဆုံးလက်ရှိအတိုင်းတာလေးကပို့ပြီးတော့လုံခြုံမှုစစ်ဆန်းမှုတွေအမှန်တရားအားတာလေးလို့လည်းထပ်လောင်းပြောရမှာပါပဲဒီလိုက်တာတော့ဒီမှာဆိုရင်လူငယ်တွေအရှိန်နဲ့ပတ်သက်လာရင် မမစိုးရင်စရာမရှိဘူးမိကြကြီးကံအရှိအကံနဲ့ပတ်တိုင်အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းတယ်လို့ဖူးစာဘက်အိမ်တော်ဘက်ချစ်သူဘက်တွေရရှိတတ်တာမျိုးအိမ်တော်ကြီးနဲ့ပတ်သက်လို့အရှိကြီးနဲ့ပတ်တိုင်လည်းအဲဆွနာလူကမိမိချစ်တော်မြတ်လို့တော့သူဖူးစာရှင်တွေတွေးလာတာမျိုးလေးတွေကြုံဝတ်တတော်လာဖြစ်တော့ကြောက်အရှိကြီးနဲ့ပတ်တိုင်ဘာကြောင့်မှတွေးဝေးတုံဆိုင်နေပဲနဲ့ချစ်တော်သူကိုပြောဆိုလိုက်ပါမိမိတို့ကကိုဖိပတ်ကောင်းနေရရှိမှာအသေးချာပဲဖြစ်တယ်သို့တော့သမီးစားများအနေနဲ့ကတော့အိမ်တော်ပြုခြင်းစိတ်ဆက်ခြင်း အားနေပါတယ်တယောက်နဲ့တယောက်တွေ့နေတူအိမ်အောင်ပြင်းစစ်ဆက်ခြင်းလိမ့်လို့ဆောင်တဲ့ကိစ္စလေးတွေမှာနားလည်မှုလွဲတာမျိုးလေးတွေဆွေမျိုးသားချင်းကိစ္စလေးတွေမိသားစုကိစ္စလေးတွေကြောင့်အပြာရင်ဆိုင်လေးတွေပေါ်တက်တဲ့အတွက်ကြောင့်တမီးစားများအနေနဲ့အိမ်အောင်ပြင်းစစ်ဆက်ရန်အတွက်တော့သတိထားရမယ့်ကာလဖြစ်ပြီးမိษွေတို့အိမ်အောင်ပရဲ့ပဋ္ဌာန်းဆက်ရဲ့ပုဂ္ဂိုလ်ဆက်ရဲ့အကူအညီတွေမကြိုက်တာမျိုးလေးတွေအဲထို့မဟုတ်မိษွေတို့ရဲ့တိုက်ဆွဲတို့တိုက်ဆက်တို့ဥစ္စာဆွေတို့အဆောင်ချောက်တွေမကြိုက်တာမျိုးလေးတွေကြောင့်အိမ်အောင်ပြင်းမယ်ဆိုမှအကြောင်းအရာမျိုးဆိုတော့ခဏခဏလွဲချော်တတ်မှုတွေတွေကြောင့်တက်တဲ့အတွက်တော့ဒီနေ့နာသားသမီးတွေသတိပြုစင်ရန်လိုအပ်ပါတယ် ဆုံးရှုံးထားတဲ့ငွေကြေးလက်လွန်ထားတဲ့ငွေကြေးတွေကိုပြန်လဲပြောဆိုတောင်းမှအားသာခြင်းကောင်းမှုနဲ့တိုးတက်ခြင်းနဲ့ရရှိတတ်ပါတယ်။ဒီလက်ထာတော့ဒီမှာဆိုရင်မိတ်ဆွေတို့ကဒီဟိုတနင်္လာသတိများဟိုအကျိုးပေးတော့လုပ်ငန်းတွေကိုဆရာဆက်လက်ပေါ်ပြပေးပါစီ။ဒီလက်ထာတော့ဒီမှာဆိုရင်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။အလှကုန်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။ထို့ပြင်ရောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အမှုပညာပတိပပုဘေးရင်ဘေးဒစံကြံတေးဥဆောင်အစောကအရေးတိတုကုမသဘင်နဲ့ပတ်သက်တာမျိုးတွေအကျိုးပေးအားသာကောင်းမှုပြီးတော့ကံကောင်းစီတာအတေချာပဲဖြစ်တယ်ထို့ပြင်ထင်ပေါ်မှုကြော်စုံးနဲ့ပတ်တိုင်လည်းအားသာကောင်းမှုပြီးတော့ ကံကောင်းစီတော့လဖြစ်တဲ့အတိုင်းလာမျိုးဖြစ်ပါလေ။ပညာရေးနဲ့ပတ်သက်ရင်လည်းလူငယ်တွေပညာရေးနဲ့ပတ်သက်လာမိမိဖြစ်ချင်သောဖြစ်လိုသောအရာတွေကိုချိန်တိုးဆောင်ရွက်ပြီးတော့ပညာရေးနဲ့ပတ်သက်လာလို့ရှိရင်ဆောင်ဆုံးဖြတ်ဆောင်ရွက်ပါဘာမှကိုညံ့စရာမရှိဘဲနဲ့စူးစမ်းရင်စူးစမ်းသလောက်ရရှိမဲ့လာဖြစ်ပါလေ။ ထူးသဖြင့်မိတ်ဆွေတို့ဒီကလာဟာထင်ပေါ်ကြော်စောမှုနဲ့ပတ်သက်သောလုပ်ငန်းတွေအမှုပညာရှင်တွေပကြီပမှုဝေတင်ပေးတဲ့အဆရှိတဲ့လုပ်ငန်းတွေအခွေးတို့စိုင်းမုတ်တင်ခြင်းတို့အမြီးပေးခြင်းတို့ဒီဇိုင်းဆွဲခြင်းတို့မိမိတို့ထင်ပေါ်မှုကြော်စောမှုပါတီတို့နိုင်ငံရေးတို့အမှအဆရှိတဲ့အရာလေးထင်ပေါ်မှုအများကိုအဖွဲ့အစည်းကိုအသင်းကိုဦးစီးဦးဆောင်လုပ်ရတဲ့လုပ်ငန်းတွေမှာအားသာကောင်းမှုပြီးတော့ကံအထောက်အပံ့ကိုရရှိတတ်သောကာလဖြစ်ပါတယ်တို့အပြင်အမျိုးသမီးတဦးတယောက်ရဲ့မိမိရှိကိုရောက်ရှိလာတာမျိုးလေးတွေမိမိတို့ရှိကိုမဲတော်တစ်ပါးတဦးတယောက်ရဲ့အကူအညီကိုရရှိတာမျိုးလေးတွေရရှိတတ်သလိုမိမိတို့ရှိကို အမျိုးသမီးတယောက်အင်္ဂလိပ်လာရောက်ရှိလာတာမျိုးမတင်မဖက်ဆွေမျိုးသားချင်းအမျိုးသမီးတယောက်အင်္ဂလိပ်ရောက်ရှိလာတာမျိုးတွေရရှိလာတဲ့အခါကံကောင်းပြီဆိုတဲ့အတွေ့ကလေးတွေတွေးပြီးတော့ခြေလို့ဆောင်ရွက်လုပ်ဆောင်ရင်အောင်မြင်မှုတွေတိုးတက်မှုတွေဟာကျိတ်တွေရရှိမဲ့ကာလဖြစ်ပြီးတော့ထိုသူရဲ့အကူအညီကြောင့်များစွာလည်းအဆက်အသွယ်ရရှိတတ်တော့လားများစွာလည်းအစဉ်ပြေမှုနဲ့အကြံဉာဏ်ကောင်းတွေရရှိတတ်သောကံရဲ့တိုးတက်မှုတောက်ကိုရရှိတတ်သောကာလဖြစ်ပါလေ။မိမိအိမ်တွင်မှာ ठी အဆုပ် ठी အပြက်လေးတွေရှိလို့ကျရင်လည်းနည်းနည်းလေးစုံပြီးပါအဲမတုံးမလို့တဲ့အရာတွေ။အိုးအဆုပ်အိုးအပဲ့တွေ။ရုပ်ထုအဆုပ်ရုပ်ထုအပဲ့တွေ။ ဒီလိုမျိုးကြိုးပဲ့နေတဲ့အရာလေးတွေဖယားကြောင်းဆောင်မှာစဉ်လို့တော့အပဲ့တွေအပြက်တွေအကွဲတွေအကျိုးတွေရှိလို့ရှိရင်လည်းစွန့်ပြီးကိုလိုအပ်ကြောင်းတဲ့ဒါလေးတွေကိုလည်းတတိပြုစင်ကြရန်လိုအပ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့မိမိအိမ်အတွင်းမှာလက်ရှိပစ္စည်းတွေရုပ်တရက်မထင်မှတ်ပဲပြက်ရှာလာတာမျိုးရုပ်တရက်ပြက်စီးသွားတာမျိုးကျွန့်သွားတာမျိုးတွေဆိုရင်ဒါဟာကံရဲ့အားနည်းမှုသို့မဟုတ်ရွှေကလေးတွေပျောက်တာမျိုးအထမားတာမျိုးဆိုရင်တော့ကံရဲ့အားနည်းမှုကိုရရှိတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အဲထွင်ကြဘုဆနာလိုကဒါလေးတွေကိုတတိပြုပြီးတော့တာမန်ပြုမှုနေတဲ့ကိစ္စလေးကိုတတိထားစင်ကြပြန်လိုအပ်ပါတယ် မိတ်ဆွေတို့ဒီတလတာတော့တယ်မှာဆိုရင်ဘာကိုမဆိုအဲအချစ်တို့ဆောင်ရလှုပ်ဆောင်ခြင်းတက်တည်တည်ချာချာစဉ်းစားပြီးတော့တွေးခေါ်ဆောင်ရပါဒါလေးတခုကိုထပ်မှာခြင်းတယ်တနေ့ကသာသမီမိတ်ဆွေတွေရဲ့ကံဟာအញ្ញံကြီးတော့မရှိပြင်မဲ့လို့အဲ ဟိုကျွန်တော်လိုပေါ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စအញ្ញံကြီးတော့မရှိပါမယ်လို့အဲကျွန်တော်လိုပေါ့ဟိုလူလိန်ခံရတာမျိုးလေးတွေလူယုံလွယ်တာမျိုးလေးတွေကြောင့်အဲမဖြစ်ပေါ်လာပြီးတော့ကိုယ့်ရဲ့စေတနာလေးတွေပုံမှုလေးတွေကြောင့်ဝေဒနာဖြစ်ရတာမျိုးလေးတွေစုံတိုက်နတ်တိုက်တွေမကောင်းတဲ့အတက်ပညာအတိုက်ခိုက်တွေနဲ့ပြူစားခြင်းတိုက်ခိုက်ခြင်းတွေကြုံရတဲ့အတွက်ကြောင့်မလို့တော့ဒါလေးတွေကိုသတိပြုစင်နေပါအထူးသဖြင့်ထပ်မှာကြပါလေချင်းချင်းဝေးဝေးတော့ဘာမှတင်းနေလာတာလို့ပြာဒီလားဟာပြောစရာမရှိပါမယ်လို့အလူခံပုံကိုယ်တွေဖုံးကြီးတို့ယဟန်တို့တန်ကားတို့ဘာသာရေးဆိုင်ရာကိစ္စတွေရိုးရာတို့နတ်တို့အဆရှိတဲ့ပုံကိုယ်တွေ ိုမတိမယုံကြည်ခြင်းတွေပါမဝေဖန်ပါနဲ့အဲ့ဒီလိုဝေဖန်ကမှအဲ့ဒီရဲ့ကံတွေကြလာတာမျိုးမိမိတို့ညံ့တာမျိုးညှိုးတာမျိုးတွေကြုံရတတ်တော့ကာလဖြစ်ပြီးတော့ဒါမှအပြင်မြန်မာလူမျိုးတွေမှာပဲရိုးရဝါဝင်ဝါထက်လက်ပတ်ဆက်တယ်လို့ရိုးရဆက်တဲ့မိတ်ဆွေများရိုးရနဲ့ညှိုးခြင်းတွေပြူစားခြင်းတွေကြုံရတတ်တဲ့အတွက်တော့သတိပြုစင်ညာတော့ဆရာထပ်မှန်ပြီးတော့ပဲတိုက်ရပြောလိုက်ပါစီကောင်းပြီဒီလာတာတော့ဒီမှာဆိုမထင်မှာပဲခྱི་ထွက်ရတာမျိုးတွေခྱི་ထွက်ရတာမျိုးတွေကြုံရတတ်တဲ့မိဟောင်းဆွေဟောင်းတွေရဲ့အကူကြီးကိုရရှိတတ်တဲ့တာသမီမရရှိတော့မိတ်ဆွေများတာသမီနဲ့ပတ်သက်ပြီးတော့ ကျွန်တော်လည်းပေါ့ရရှိချီတာမျိုးလေးတွေကြုံရတက်တယ်လို့စိတ်ပန်းလူပန်းစိတ်မောလူမောဖျားတတ်သောကာလအပိုင်းချဖြစ်တယ်။ဒါပေမဲ့လတာလောင်းငယ်သားတွေရဲ့အပြန်ဆိုင်အတိုက်ခိုက်လေးတွေကိုယ့်ပေါ်ညှိုးတာမျိုးလေးတွေကိုကစေတနာနဲ့လုပ်ပေးပေမဲ့ကိုယ့်ပေါ်မှာဝေဒနာလို့မြင်တာမျိုးလေးတွေရှင်းပြရတတ်တဲ့အတွက်တော့ကိုယ့်ရဲ့ကိစ္စမှမဟုတ်ရင်နှုတ်ဆိတ်ဆိတ်နဲ့အေးအေးချမ်းချမ်းနေတာပုံပုံကောင်းပုံပြီးတော့အားသာနိုင်ပါလေ။မိမိရဲ့အိမ်နောက်ဘက်နဲ့ပတ်သက်လာလို့ရှိရင်စိတ်တော့ကဖြစ်စရာလေးတွေကိုယ့်အိမ်နောက်ဘက်အပေါ်မှာ တဲ့ဘယ်ပြောရမလဲနော်ကြာအာရနာဟိုက်အိမ်အောင်ဘက်နဲ့ပတ်သက်လာလို့ရှိရင်မိမိရဲ့အိမ်အောင်ဘက်ရဲ့စိတ်ဒုက္ခပေးမှုအိမ်အောင်ဘက်ရဲ့အစမပြေမှုညံ့မှုလေးတွေကြောင့်ဖြစ်စေမိမိအိမ်အောင်ဘက်ပေါ်မှာမိမိရဲ့စိတ်တိုင်းမကြခြင်းလွမ်းမိုးခြင်းစိတ်တွေများနေတော့ကာလာဖြစ်တဲ့အတွက်ဒီရလေးတွေကိုတော့တနင်္လာသားမျိုးမိစုလို့ချော့ပေးဖို့လိုအပ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းဘလောက်ပဲဆိုးဆိုးဒေးလောက်အောင်ပျက်စီးလောက်အောင်ဘာမှဆိုးရိမ်စရာမရှိခဲ့တဲ့အတွက်တော့ချိတ်လို့ဆောင်ရွက်ပြီးတော့လှုပ်ဆောင်ရင်အသာကျင်ဖို့ကောင်းမွန်ခြင်းတွေရရှိတတ်ပါတယ်အလုပ်တဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ရရှိတာမျိုးတွေအဲအနေရောအခြားနေရာရောပြည်တွင်းရောပြည်ပွားရောခီးတွားရော ပတ်စပို့လုပ်ငန်းတို့ဗီဇာလုပ်ငန်းတို့ခရီးသွားတဲ့ပတ်သက်ရှေ့တို့ဆောင်ရလုပ်ဆောင်လို့ကောင်းပါတယ်နိုင်ငံခြားရဝေးခရီးသွားပြီးပါနဲ့ပတ်သက်တာမျိုးပတ်စပို့ဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်ရင်တော့ရှေ့တို့ဆောင်ရလုပ်ဆောင်ရအားသာကောင်းမှုတို့တက်နိုင်ပါတယ်အဲပညာရေးနဲ့ပတ်သက်ရင်တော့နိုင်ငံခြားကတော့ scholarship အစရှိတဲ့ຢာတွေ၆တာမျိုးလေးတွေမှာရှေ့တို့ဆောင်ရလုပ်ဆောင်ရင်သွားမှုတွေကံကောင်းမှုတွေတတိကြီးရရှိမဲ့ကာလဖြစ်ပြီးတော့အဆင်ပြေမှုတွေတိုးတက်နိုင်ရောလာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့ဒီတလတာတော့ဒီမှာဆိုရင်ကိုဝင်ဆောင်မိတ်ဆွေတနင်္လာသာသမီများအတူပီယူဆိုင်ပါကိုဝင်ဆောင်မိတ်ဆွေအမျိုးသမီးတနင်္လာသာသမီများအနေနဲ့အဲ ဆရာမပြောလို့တော့ဘူးအပြတ်တော့အဆိုးတော့ဘူးသို့တော့သတိပြုစင်ခြင်းမှာအလေးအမြင်မှားတာမျိုးတွေတွားတာလာတာနေတာထိုင်တာတွေယူတော့တာမန်ထက်ပို့ပြီးတော့ဂရုပြုစင်ခြင်းရအတွက်တော့လူအကြောင်းလေးလဲထလောင်းသတိပေးပြောလိုက်ပြစီခင်ဗျာကောင်းပြီဒီတရတာတော့ဒီမှာဘာလို့ဖြစ်ဖြစ်အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်ဆောင်ရွက်တဲ့အခါမှာတောက်ကြသာသမီးဂျာစာပရိသသမီးတွေရအကူအညီကိုရရှိအောင်ဆွမ်းဆောင်ပြီးတော့လှုပ်ဆောင်ခြင်းနဲ့ခါအကြံဉာဏ်ကောင်းတဲ့အထင်အကူအညီကောင်းတွေရရှိတတ်တယ်အထူးသဖြင့်ဘာလို့လို့လို့မိတ်ဆွေတို့နည်းဒီတရတာတော့ဒီမှာဆိုအကျိုးပေးကံကောင်းစီတော့အရက်ဟာတောင်ဆူဆူရဖြစ်ပြီးတော့စမ်းပီယာအရက်ကတော့အနောက်အရက်ဖြစ်ပါတယ် အဆက်ဆက်ရရမိတ်ဆွေတို့ရကံကိုကောင်းမွန်တိုးတက်စီရတို့ကအပန်းရောင်လို့ပန်းရောင်လို့အဝါရောင်လို့ချွေရောင်လို့အဆက်ရှိတဲ့အရောင်လေးတွေများများပါသွားအရောင်ကိုဝစ်စင်ဆောင်ရပါလုပ်ငန်းအလုပ်နဲ့ပတ်သက်ရင်နှစ်ခါပြန်ချက်ဝရတာမျိုးနှစ်ခုပြန်လုပ်ရတာမျိုးနှစ်ချိန်နှစ်ခါလွတ်ခါမှာရရှိတာမျိုးတို့မဟုတ်ရင်လည်းအလုပ်နဲ့ပတ်သက်ရင်လည်းခရီးတစ်ခုကိုလည်းနှစ်ချိန်သွားခါမှာစိတ်တက်ကြတာမျိုးအထွေးတောင်းရင်လည်းနှစ်ခါတောင်းမှာရတာမျိုးလေးတွေကျုံ့တက်တော်လာဖြစ်တဲ့အတွက်တော့တနည်းလာတော့မိတ်ဆွေများအချိန်နဲ့နဲ့တော့ဟိုအဲ့ဟိုအိမ်တော်ရေးနေပါတဲ့အခြေအနေတွေတော့နှစ်ခါမကောင်းဘူးပေါ့ဗျာနော်။ကောင်းပြီကောင်းပြီဖြစ်ခဲ့တော့လည်းဖယ်တတ်နိုင်လို့ ဒီကလာတာတော့ဒီမှာမိတ်ဆွေတို့စိတ်အပန်းဖြေခြင်းတွေဘာသာရေးဆိုင်ရာကိစ္စတွေဒီမှာတော့အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီသောကာလာပိုက်ချဖြစ်ပြီးတော့တရားထိုင်တာမျိုး meditation လုပ်တာမျိုးဘာသာတရားနဲ့ပတ်သက်ပြီးတော့မေတ္တာသို့ရွတ်တာမျိုးသို့မဟုတ်ပိပဋ္ဌာန်းစာအုပ်တွေဝင်ညတာမျိုးကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးကောင်းမှုစီပါလေကောင်းမှန်ဆရာပြန်ချုပ်လိုက်ပါမယ်ဒီကလာတာတို့ဒီမှာတနင်္လာတော်မိတ်ဆွေများဖို့ဘာဖြစ်ဖြစ်ဖြစ်ဆရာတို့2026ခုနှစ်ကိုရောက်ရှိတော်မှာဖြစ်တဲ့အတွက်12လပိုင်းအတွင်းမှာတော့အစိုးရအမြန်တွေကိုပြီးပြတ်အောင်ရှင်းတာပါ ဘာလို့လဲနှစ်ဟောင်းဆက်လျှောက်ဟာစတင်ခြင်းနဲ့အတစ်စတင်ရအတွက်တော့စူးစမ်းရင်အင်မတန်ကောင်းသောနှစ်ဖြစ်တဲ့အတွက်အတွက်ကြောင့်မလို့မရှိလို့တနေ့ကသာသမီးတွေဒီရဲ့ဆက်လာပိုင်းတွင်မှာကိုလောက်ခဲ့တဲ့အရာတွေအစိုးတွေကိုပြပြအောင်ဆောင်ရွက်ခြင်းဆုံးဖြတ်ခြင်းတွေလုပ်ထားပြီးတဲ့အခါ ထို့လူပဲဆုံးရှုံးရတဲ့အရာတွေလည်းဟိုကထားခဲ့လိုက်ပါမိခဲ့လိုက်ပါညံ့တာတွေကံကောင်းခြင်းတွေကိုနောက်မြင်မှာတည်သွားနိုင်အောင်ကမိကောင်းဆွေကောင်းတွေကိုအခုညရှိရမှာကြိုးစားပါထို့လူပဲအစိုးညံ့တွေကိုထားခဲ့ပြီးတော့ကောင်းတာလေးတွေယူလောက်အောင်လေပြင်ဆင်ထားဖို့လူကကြောင်းနဲ့2026ခုနှစ်အတွက်ကိုလည်းဆရာအသေးစိတ်ဆရာရဲ့ပေးမှာအဲဖြစ်စီဘိုင်ဘာမှာ sorry sorry ပေးမှာဖြစ်စီဆရာ YouTube မှာဖြစ်စီ TikTok မှာဖြစ်စီမိတ်ဆွေတို့စောင့်ကြည့်ပေးပါဦးဆရာလိုအပ်တဲ့ရေဒီယာလေးတွေနဲ့လာကုန်ရေဒီယာလို့ဟုတ်လားအစီအစဉ်ဇေယျအတွက်တစ်နှစ်တာလုံးကံကောင်းစီရအောင်တော့ပြက်ကလေးရေဒီယာလေး အမိပြန်တဲ့ရေတရားလေးလည်းတင်ပြီးမှဖြစ်တဲ့အတွက်ကြုံလိုက်ရအောင်ဒီလက်ကတော့ဒီမှာအချိုးပေးကံကောင်းစီတော့ကဏ္ဍအနေနဲ့၄ကဏ္ဍနှစ်ကဏ္ဍခုနှစ်ကဏ္ဍအချိုးပေးပါတယ်အချိုးပေးကံကောင်းစီတော့နေသားအနေနဲ့ဆိုရင်တောက်ကြာကြတာပြီးအချိုးပေးပါတယ်အချိုးပေးစီတော့အရာဟာတောင်ဆုဆုရဖြစ်ပြီးတော့စံဒီယာရဟာအနောက်ရဖြစ်ပါတယ်အဆက်ဆက်အရာကံကောင်းစီရန်အတွက်မိမိတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြုပြောဆိုလောက်ဆောင်တဲ့အခါမိစေတို့ရဲ့လိုရာမှုကိစ္စကိုမပြောမိမှာ ပပောက်လေးနဲ့ငယ်ကိုမိမိရဲ့အိမ်ရှိမြနဲ့စားမှာဖြန့်ပြီးတော့ငှက်စာကလေးတွေကိုစာကလေးတွေကျွေးပြီးသွားခြင်းဖြင့်ကံရက်ထောက်ကူကိုရရှိတတ်သောလဖြစ်ပါတယ်။ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီတလတာဘလော့တွေမှာဆိုရင်ကံရက်ထောက်ကူကိုရရှိတတ်ပြီးတဲ့အခါမိမိတို့ရဲ့အင်္ဂါသားသမီးတွေနဲ့ပတ်သက်တာမျိုးစနေသားသမီးတွေနဲ့ပတ်သက်တာမျိုးအင်္ဂါရက်တို့စနေရက်တွေမှာအတက်နိုင်ဆုံးတတိကလေးထားပြီးစင်ကြင်စာမျက်ရံလိုအပ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြသစီတတိထားစင်နေရမယ့်အယောင်အနေနဲ့ဆိုရင်တော့အယောင်ကိုစိတ်ကိုထိုင်းစီတော့အယောင်လေးမိခိုးယောင်လေးအနက်ယောင်လေးဆွနာလိုကအယောင်ထိုင်းထိုင်းမိုင်းမိုင်းလေးတွေထပ်အကွက်အကွင်းလို့ အပေါက်တော့ဟိုကျွန်တော်အစင်းတို့ဒီလိုမျိုးຢာလေးတွေဝတ်ဆင်ပြီးတော့တွားရင်ကံရက်ထောက်ဖို့ကိုရရှိပြီးမှာအသေးချာပဲဖြစ်ကြအောင်ဆက်လောင်းပြောကြလိုက်ပါစီအဆက်ဆက်ရရအစင်းမီအောင်မီတုတ်တက်စီရင်အတိတ်ချာပြုလို့ဒီများမိတ်ဆွေများအနေနဲ့ကတော့သူကတော့ဆိုတော့ဂုံတော်ပတိကိုတနေ့ကိုနှစ်ပတ်လုံးနဲ့ခုနှစ်ရက်တိတိအတိတ်ချာပြုပြီးတော့ဆူတောင်းလိုက်ပါကအောင်မီတုတ်တက်လာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲပါလေမိတ်ဆွေတရဏသာသမီးတွေဘလောက်ပဲဆုတ်ဆုတ်ဘလောက်ပဲညံ့ညံ့ဆက်နလာပိုင်းမှာအဆုံးသက်ပါပြီးဖြက်ပါဒါပြီးတော့ဆရာတို့2026ကိုဆရာနဲ့အတူကံကောင်းရှင်နေခေါ်လာခဲ့ဆရာကတော့မိတ်ဆွေတို့ကံကောင်းရှင်နေတဲ့အတူ2026ကိုစောင့်ကြည့်နေပြီလို့ပြောရင်းနဲ့ မင်းကတော်တော်မိတ်ဆွေတွေအားလုံးယရနာစိတ်ကြောက်ဇေတော်တိုင်းကစားနိုင်လို့တက်နေတဲ့ဘိုးလက်ဝေဖြိုးလို့စီးစိတ်ဥစ္စာတွေတိုးပွားလို့အောင်မြင်မှုတွေလေးလေးတိုးတက်ခါအောင်ခြင်းလေးလေးပိုင်ဆိုင်လို့အစီအမေကြပါစေလို့ဆရာကဆုတောင်းထောက်ပံ့ပေးနေတယ်။ကဲ now ကျတော့လာ